မေလ23ရက်နေ့ယေရှုကသင်ဖျားသခင် ထာဝရဘုရားကိုစိတ်နှလုံးအကျွင့်မဲ့ဉာဏ်ရှိသမျှနဲ့ချစ်တော်ဟူသော ပြည့်ညက်သည်ပရမပြည့်ညက်ဖြစ်၏ထိုမှတပါကိုနှင့်ဆက်ဆိုင်သောသူကိုကိုနှင့်အမျှချစ်တော်ဟူသောဒုတိယပြည့်ညက်သည်ပရမပြည့်ညက်နှင့်သဘောတူ၏ရှင်မသဲခရစ်ဝင် အခန်းကြီး23အခန်းငယ်39မှ39ယနေ့ကဘာကြီးပြဿနာအလုံးအတွက် တခုတည်းသောအဖြစ်မှာထာဝရဘုရားသခင်ကိုစိတ်နှလုံးအကျွင့်မဲ့ဉာဏ်ရှိသမျှနှင့်ချစ်ကြလောနှင့်ကိုနှင့်ဆက်ဆိုင်သောသူကိုကိုနှင့်အမျှချစ်လောဟုဖြစ်ပါသည်ဤအဖြစ်မှာထာဝရမှန်ကန်ပြီးလက်တွေ့ကြလာပါသည်အကယ်၍ကျွန်တော်တို့အနေဖြင့်ဘုရားသခင်ကိုစိတ်နှလုံးအကျွင့်မဲ့ချစ်နိုင်လျင်မိမိပတ်ဝန်းကျင်မှလူများကိုမေတ္တာထားနိုင်ကြပါလိမ့်မည်သို့ဆိုလျင်လူတဦးနှင့်တဦးတနိုင်ငံနှင့်တနိုင်ငံကြားပြဿနာများဖြေရှင်းနိုင်ပါလိမ့်မည်စိမ့်မှန်သောချစ်ချင်းမေတ္တာဆိုသည်မှာ ဓမ္မတေးသခြင်းများဒီဆိုရင်ဖះကြောင်းတက်ခြင်းနဲ့ဆူတောင်းနေုံများဖြင့်မရှာတွေ့နိုင်ပဲဖះသခင်အလိုဆန္ဒကို နာခံလိုက်နာခြင်းဖြစ်တာမိမိတို့၏မြတ်တာကို ပြသနိုင်ပါသည်ယနေ့အတွက်ဆူတောင်းချက်ဖះသခင်ရဲ့ဝိညာဉ်ကလူတွေကိုချစ်ဖို့ကျွန်တော်ဘဝမှာဖယ်ရှားတဲ့နာတွေကိုဖယ်ရှားပေးပါစိမံတော်ချစ်ချင်းမြတ်တာဟာအစအစအရာရာကိုတောင့်တတာ ဖြစ်တဲ့အတွက်ဘုရားသခင်ကိုအကျွင့်မဲ့နာခံစေတော်မူပါအာမင် ဟုတ်ကဲ့ပါအဆုံးအထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါခင်ဗျာမနေ့ပြန်ပါလေတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြစ်တမ်းရက်ခံလိုပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ရက်တွေမှာပြန်တွေ့ပါအောင်ခင်ဗျာ